င်းနိုင်ငံမှာရေကြီးတယ်ဆိုတဲ့တရင်ကလည်းနှစ်တိုင်းကြားနေရတော့တချို့အတက်ဆိုယိုးနေတဲ့ခေါင်းလင်းတစ်ခုလိုတောင်ဖြစ်နေနိုင်မှာပဲဒါပေမဲ့ဒီနေ့ကျမတို့ဆွေးနွေးမယ်အကြောင်းအရာကတော့အပေါ်ရန်တရင်တွေထပ်ပို့ပြီးတော့နည်းနေပါတယ်ဟုတ်ပါတယ်ကျမတို့လက်ထဲမှာရှိတဲ့အချက်လက်တွေကထိုင်းနိုင်ငံရဲ့ရေဘေးအန္တရာယ်ဟာရာဒီဥတုပြောင်းလဲမှုကြောင့်ဘလောက်တောင်ပြင်းထန်လာပြီလဲအနာဂတ်မှာဘာတွေဆက်ဖြစ်နိုင်တယ်လဲဆိုတာကိုမိမောင်းထိုးပြနေတာပါအထူးသဖြင့်ပေါ့နော်ထိုင်းနိုင်ငံမှာအခြေချနေထိုင်နေတဲ့မြန်မာနိုင်ငံသားတွေအတွက် လက်တွေ့ကျတဲ့ပြင်ဆင်မှုတွေနဲ့အရေးကြီးတဲ့တုံ့တက်ချက်တွေကိုအဓိကထားပြီးဆွေးနွေးသွားခြင်းပါတယ်။ကဲဒါဆိုပမာဆုံးလက်ရှိခြေအနေကိုပဲတန်းပြီးဝင်လိုက်ရအောင်။ဒီနေ့နိုဝင်ဘာလ25ရက်2025ခုနှစ်မှာကိုပဲထိုင်းနိုင်ငံတောင်ပိုင်းဟာတမိုင်းဝင်ရေပေးကြီးတစ်ခုနဲ့အပြင်းထန်ရင်ဆိုင်နေရပါတယ်။ဒါကအနာဂတ်မှာဖြစ်လာနိုင်တာကိုပြောနေတာမဟုတ်ဘူးနော်။အခုတကယ်ဖြစ်ပျက်နေတဲ့အခြေအနေပါ။ဟုတ်ပါတယ်။အဒီကထိခိုက်တာကစုံခလာပီနဲ့ဟတ်ရိုက်မျောပါ။စည်ရင်စရာတဲ့အရာဆိုရင်လည်း နိုဝင်ဘာ27ရက်နေ့တရက်တည်းမှကိုပဲမိုးရေကြိမ်335မီလီမီတာအထိရွာချခဲ့တယ်လို့ဆိုပါတယ်335မီလီမီတာတရက်သေးမှနော်ဟုတ်တယ်ဒီပမာဏကိုနားလည်အောင်ပြောရရင်ဒါဟာအနှစ်300အတွင်းအမြင့်ဆုံးစံချိန်တည်းမိုးရွာသုံးမှုပါအနှစ်300ကြားရတာတော့ကြတိထမိတယ်အင်းလူပေါင်းနှစ်တန်းကျော်ထိခိုက်ပြီးအနည်းဆုံး73ဦးတေဆုံးခဲ့တယ်လို့အတည်ပြုထားပါတယ်ဒီဖြစ်ရပ်က ယာဒီဥတို့ပြောင်းလဲမှုရဲ့ပြင်းထန်တဲ့တည်ရောက်မှုတွေဆိုတာအဲစာအုပ်ထက်ကစကလုံးတွေမဟုတ်တော့ဘူးလူတွေရဲ့ဘဝတွေကိုတိုက်ရိုက်လာရောက်ရိုက်ခတ်နေပြီဆိုတာကိုမျက်ဝါထင်ထင်ပြနေတာပါပဲဟုတ်ကဲ့ထိုင်းနိုင်ငံဆိုတာဒေတာတွေမှာအတော်လေးဖွံ့ဖြိုးတိုးတက်ပြီးအခြေခံအဆောက်အအုံကကောင်းမွန်တဲ့နိုင်ငံထုတ်ခုလို့ကျွန်တော်တို့သိထားကြတာပါဒါပေမဲ့နေတိုင်းလိုလိုဒီရေပြပြတနာကိုဘာလို့အပြည့်မဖြူရှင်းနိုင်ပဲဖြစ်နေရလဲ။အင်း။ဒါကအချက်ပေါင်းများစွာစုံနေတဲ့ရှုထွေးတဲ့ပြဿနာတစ်ခုပါ။ ပထမဆုံးအခြေခံအချက်ဆုံးအချက်ကတော့ထိုင်းနိုင်ငံရဲ့ပထဝီဝင် အနေထားပါပထဝီဝင်အနေထားဟုတ်တယ်အထူးသဖြင့်ထိုင်းအလဲပိုင်းလွန်ဖျင်းဘန်ကောက်မြို့တရှိရာနေရာဟာတဘာဝအတိုင်းကိုရေစလုံးအကြီးကြီးတစ်ခုလို့ထင်နေတာပါရေစလုံးစိတ်ဝင်စားစရာပဲမြောက်ပိုင်းတောင်တန်းတွေကနေစီးဆင်းလာတဲ့ပင်ဝမ်းယွန်းနန်းဆွေမီလီတွေကနှခုံစဝံမြို့နာမှာကြောက်ဖျားမြကြီးဖြစ်ပေါင်းစုံပြီ ဒီမြင်းနှင်းလွန်ပြင်းကြီးကိုဖျက်ပြီးထိုင်းပင်လဲခွေကြဲကိုစီးဝင်ရတာကိုအော်ဟုတ်ကဲ့ဒါကြောင့်မိုးရာကြီးမှာအပေါ်ပိုင်းကရေတွေစုဆင်းလာရင်ဒီနေရာဟာတဘာဝအတိုင်းကိုရေလွမ်းလွန်ပြင်း flat plain လို့ခေါ်တာကိုအဲ့ဒါဖြစ်သွားပါတယ်ဘန်ကောက်မြို့ကိုယ်တိုင်းကလည်းပင်လယ်ရေမြင်းနှာပြင်အထက်ပြတ်မြောက်1.5မီတာလောက်မှာပဲရှိတဲ့နုံတင်မြင်းနှုတ်ပေါ်မှာတည်ရှိနေတာဆိုတော့ရေနဲ့ကင်းကွာလို့မရတဲ့မြေနေထားပါဆိုတော့တဘာဝတရားတစ်ခုတည်းတော့မဟုတ်တော့ဘူးနော် လူတွေရဲ့လှုပ်ဆောင်ချက်တွေကတော့ဘလောက်ထိတက်ရောက်မှုရှိနေလဲအများကြီးတက်ရောက်မှုရှိလာတယ်အဲ့ဒီအချက်ကဒီပြဿနာရဲ့အဓိကကံပါပဲလူတွေရဲ့ဖုံဖြိုးတိုးတက်အောင်လှုပ်ဆောင်မှုတွေကပဲရေဘေးကိုပူဆိုးစေတဲ့ကြောင်းရင်းတွေဖြစ်နေတာပါဒါဆိုရင်စိတ်ဝင်စားစရာကောင်းတဲ့ဝီရိုတာဘာတကူလိုပဲဘန်ကောက်ကိုခင်မီအောင်လှုပ်ခဲ့တဲ့အရာတွေကပဲအခုဘန်ကောက်ကိုပြန်ပြီးနှိမ့်မြုပ်စိမဲ့အကြောင်းတရားတွေဖြစ်နေတယ်ဆိုတဲ့သဘောလားတိကျပါတယ်အဓိကအချက်တွေကိုကြည့်ရင်ပထမတစ်ခုက မြို့ပြချဲ့ထုံမှုပါမြို့ပြချဲ့ထုံမှုဟုတ်တယ်အရင်ကဘန်ကောက်ရဲ့နာမည်ကြီးရေနုံမြန်းလေခဏလေးအဲ့ဒါဆိုဘန်ကောက်ရဲ့နာမည်ကြီး clones တဲ့ဆိုတာကအလားအပါတသက်မဟုတ်ဘဲမြို့ရဲ့တဘာဝရေစင်းစင်းကြီးပေါ့လမမှန်ပါတယ်အဲ့ဒီ clones တွေဟာမြို့ရဲ့တဘာဝတွေးချိုးမြင်ကုန်ရဲ့ကြီးပါအော်မိုးရရင်ရေတွေကိုစုပ်ယူတဲဆောင်ပြီးမြစ်တွေကိုပို့ပြရမယ့်နေရာတွေမှာအခုတော့အဲ့ဒီနေရာတွေမှာ concrete land တွေ အဆောက်အုံတွေထိကုန်တော့ရေတွေကမြေကြီးထဲမှာဝင်နိုင်ပေမိနပြင်းပေါ်မှာပဲစုပုံပြီးရှမ်းတက်လာတာပေါ့အတိကြပါပဲဒုတိယချက်ကတစ်တော်ပြုံတီမှုပါမြစ်ထရာခန်းရတောင်တန်းတွေမှာတစ်တော်တွေမရှိတော့မိုးရေကို ရေမြုပ်တစ်ခုလိုစုပ်ယူထိန်းသိမ်းထားနိုင်စွာမရှိတော့ဘူးဆိုတော့ရေတွေကအချိန်နဲ့ဆင်းလာတာပေါ့ဟုတ်တယ်ရလကတော့ရေစီးရပုံမြန်လာပြီးအောက်ပိုင်းကအယူတီရလို့ဘန်ကောက်လိုဒေသတွေကို ရေထုထေကအရှိန်နဲ့ရောက်လာတယ်။တတိယနဲ့အန်ဒီရဲ့အကြီးဆုံးကတော့မြေကျွမ်းကျမှု land subsidence ပါ။ဒါကဘန်ကောက်ရဲ့တိတ်တဆိတ်ချင်းချောင်နေတဲ့ရန်တူမယ်။မြေကျွမ်းကျမှုအတိတ်ကစမှုလုပ်ငန်းတွေနဲ့လူနေအိမ်တွေအတွက်မြေအောက်ရေကိုအလုံးအကျွမ်းထုတ်ထုံးခဲ့လို့မြေလွာတွေကတနည်းကို7စင်တီမီတာနုံးနဲ့တဖြည်းဖြည်းနှိမ့်ကျနေဆဲဖြစ်ပါတယ်။တနည်းကို7စင်တီမီတာဆိုတာကြားရတာတော်တော်နာကိုတော့ပဲ။ အဲ့ဒါကလူဒီနေ့စဉ်တတိမထားမိနိုင်တဲ့မမြင်နိုင်တဲ့ချင်းချောက်မူပေါ့တီတို့တဘာဝအတိုင်းကလည်းရေဝက်မြေလူဒီလောက်တာကလည်းရေထွက်ပေါက်ဒီပိတ်မြေကြီးရလာတိတ်တိတ်ကလေးကြွန့်ကြနေတယ်အဲ့ဒီအချက်တွေပေါ်ပါမှာယာဒီရုပြောင်းလဲမှုဆိုတဲ့ပိုကြီးတဲ့ပြဿနာကြီးကိုထပ်တင်လိုက်ရင်ဘန်ကောက်မိမြုပ်တော့မယ်ဆိုတဲ့ခေါင်းစဉ်တွေကတတိနေ့မှာချဲ့ကားပြောနေတာမဟုတ်ပဲတကယ်ဖြစ်လာနိုင်ချေရှိနေပြီပေါ့နော်ဒါတကယ်ကိုအရေးကြီးတဲ့မေးခွန်းပါချဲ့ကားပြောနေတာမဟုတ်တော့ပါဘူးလေးလာမှုတွေကဘန်ကောက်ဟာ ၃ထပ်ကွမ်းချင်းချောက်မှု triple trip နဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။၃ထပ်ကွမ်းချင်းချောက်မှုဟုတ်ပါတယ်။ပထမတစ်ခုကခုနပြောခဲ့တဲ့မြေကျွမ်းကြမှုပါ။မြို့ကတဖြည်းဖြည်းနှိမ့်ကျနေတာ။ဒုတိယတစ်ခုကပင်လယ်ရေမြင့်တဲ့ဖြင့်မြင့်တက်မှု sea level rise ပါ။အင်းကဘာလဲအပူချိန်ကျော့ရေခဲတောင်တွေအရေပျော်ပြီးပင်လယ်ရေမျက်နှာဖြင့်မြင့်တက်လာတာကတကမာလုံးဖြစ်လိမ့်ပေမဲ့လေလာမှုတွေအရထိုင်းပင်လယ်ကွေဟာ ကဘာပြင်းများနှုံးထပ်ပိုးမြဲမြဲမြင့်တက်နေပါတယ်။တနည်းကို3မီလီမီတာလောင်းတိရှိနိုင်တယ်လို့ခန့်မှန်းကြတယ်။ပိုးတောင်များနေသေးလားနော်။ဟုတ်တယ်။တတိယချင်းချောက်မှုကတော့ပိုးမိုးပြင်းထန်လာတဲ့မြေရေကြီးမှုပါ။ရာပြူရုပြောင်းလဲမှုကြောင့်မုန်တိုင်းတွေပိုးပြင်းထန်လာတယ်။မိုးရွာရင်အချင်းတူအကျွန်းအများကြီးရွာချတာတွေဖြစ်လာတော့အပေါ်ပိုင်းကစီးလာတဲ့ရေပရမာဏကအရင်ကထက်အစားများစွာပိုများလာပါတယ်။မြေကနင်းချပင်လယ်ကမြင့်တက်မြစ်ကလည်းရေပုံများများနဲ့စီးလာဆိုတော့ ညက်ပိုးညက်ပိတ်ကိုဖြစ်နေတာပဲမတိကြပါပဲဒီအချက်တုံးချက်ပေါင်းဆက်မှုကြောင့်ပါဖြစ်လာနိုင်လဲဆိုတော့ထီရောက်တဲ့အစီအမံတွေဒါအချင်းမီမလုံနိုင်ဘူးဆိုရင်ပေါ့လေ2050ခုနှစ်လောက်မှာဘန်ကောက်ရဲ့နေရာတော်များများဟာနေ့စဉ်ပုံမှန်ရေလွှမ်းမှုမှုကိုခန်းစားရနိုင်တယ်နှစ်တိုင်းလိုလိုဖြစ်လာနိုင်တယ်ဆိုတဲ့သဘောလားဟုတ်ပါတယ်အစိုးဆုံးအခြေအနေမှာအချို့နေရာတွေအမြဲတမ်းရေအောက်ရောက်တွားနိုင်တဲ့အန္တရာယ်ရှိနေပါတယ်ဒါကဘန်ကောက်မြို့လေတစ်ခုတည်းကိုပြောနေတာမဟုတ်ပဲစမုပရကန် စမှုစာကောင်မဟာချိုင်းတို့လိုပင်လယ်နဲ့နှိမ့်တဲ့အရေးပါတဲ့စမှုမျိုးကြီးတွေမှာအန္တရာယ်ဆုံးထဲမှာရှိနေတာပါဒီလောက်ကြီးမားတဲ့ချင်းချောင်မှုကိုထိုင်းရဆောရကဘလို့တွန်းပြနေလဲဘာတွေလောက်ဆောင်နေပြီလဲကြိုးပမ်းမှုတွေတော့ရှိပါတယ်ဥမာဘန်ကောက်မြို့အောက်မှာအီယာမရေလွယ်အုံမင်လွိုင်ခေါင်းကြီးတွေမေဂါဖလက်တန်နယ်စ်တွေတိစောက်နေတာမျိုးပေါ့အော်ကြားဘူးပါတယ်မိုးများချိန်မှာ ရေဒီကိုမြ мян ပင်လယ်ထဲစွန့်ထုတ်နိုင်အောင်လုပ်နေတာပါဒါပေမဲ့ DC မိုင်းကိုင်းတွေကတကယ်ရောမြို့ရဲ့နေရာအနှံ့ကိုကာကွယ်ပေးနိုင်ရဲ့လားဒါမှမဟုတ်စီးပွားရေးအခြားခြားကြတဲ့မြို့လေ area တွေကိုပဲအဓိကကာကွယ်ပြီးစင်ကြေဖုံးကလော့တမားတွေနေတဲ့နေရာတွေကျတော့လစ်လူရှုခန့်ရတာမျိုးမဖြစ်နိုင်ဘူးလားဒါကတဘာဝဘေးစီမံခန့်ခွဲမှုမှာအမြဲတွေ့ရတဲ့စိန်ခေါ်မှုတစ်ခုပါ ခုနမေးတဲ့မေးခွန်းလိုပဲဒီ online ခေါင်းတွေကမြို့ရဲ့အဓိကနေရာတွေကိုပဲကာကွယ်နိုင်ပြီး စင်ချေဖုံရက်ွက်တီအထိအကျိုးသက်ရောက်မှုအပြည့်အဝမရှိနိုင်ပါဘူး။နောက်တစ်ခုကဖယင်းကြီးဘူမိဘောရဲ့အကြံရန်ကနေစင်းသက်လာတဲ့မြုပ်ပါဇတ်ကာဖမ်လင်းစီမံကိန်းပါ။မြုပ်ပါဇတ်ဟုတ်တယ်။ရေပိုတွေကိုမြုပ်ကအစာကိုပါဇတ်ထဲမှာခဏလောင်ထားတယ်လို့ယာယီတူလောင်ထားနိုင်မဲ့ရေကန်းတွေမြေလွတ်နေရာတွေပေါ်ဆောင်တာပေါ့။နောက်ပိုင်းမှာတော့ချူလလုံကွန်စင်ထရီပါ့ခ်လိုမျိုးခက်မိတဲ့နီးပညာတွေတုံးလာတယ်။ ဟုတ်ကဲ့ဒီပန်းကြိုင်ကမိုးရေကိုရေမြုပ်တစ်ခုလိုစုပ်ယူထိန်းသိမ်းထားနိုင်အောင် အောက်မှာရေလောင်ကန်ကြီးတွေနဲ့ဒီဇိုင်းချုပ်ထားတဲ့အစိမ်းရောင်နေရာတစ်ခုပါအင်းစူးစမ်းနေကြတာတော့အများကြီးပဲနော်ဟုတ်ပါတယ်ဒါပေမဲ့စိန်ခေါ်မှုကတော့ဒီစီမံကိန်းဒီအားလုံးဟာပြည်ထနာရဲ့ကြီးမားမှုနဲ့ရာသူသူပြောင်းလဲမှုရဲ့အရှိန်ကိုအမီလိုက်နိုင်ဖို့ ယုံကနေရစေဖြစ်နေရပါပဲဒီလိုတုံးထက်ကွန်းချင်းချောက်မှုတွေရောဆိုးရွားရဲ့အစီအမံတွေကလည်းအမိမလိုက်နိုင်ဘူးဆိုတာတွေကြားရတော့ထိုင်းမှနေနေတဲ့မြန်မာတွေရဲ့အတွက်တတော်လေးစိတ်ပူစရာကောင်းပါတယ်ဒီချက်လက်တရားလုံးကိုတည်ပြီးတဲ့နောက်မှာသူတို့အနေနဲ့လက်တွေ့မှာတော့ဘာလို့လို့ရမလဲနေ့စဉ်ဘဝမှာဘလို့ပြင်ဆင်ရမလဲဟုတ်ကဲ့ဒါအလုံးအရေးကြီးပြီးလက်တွေ့အကြဆုံးအပိုင်းမှာပထမဆုံးကတော့နေထိုင်ဖို့အဒေတာရွေးချယ်မှုပါဒါကကိုယ့်ရဲ့ဘေးကင်းလုံခြုံရေးအတွက်အဓိကကြပါတယ်အချက်လက်တရား အနေမြားတဲ့ဒေတာတွေကိုအရင်ကြည့်ရအောင်ဟုတ်ကဲ့အယူတရားပထုံးဌာနီလို့ဘန်ကောက်မြောက်ပိုင်းကအလဲပိုင်းဒေတာတွေဟာစက်ယုံလုံးယုံတဲ့ပေါ်များပေမဲ့မိရေကြီးမှုအန်ဒီရဲ့နှစ်တိုင်းလိုလိုရှိနေတဲ့နေရာတွေပါနောက်ပြီးတော့စမွတ်စာခွန်မဟာချိုင်ပေါ့မဟာချိုင်မြန်မာတွေအများကြီးနေတဲ့နေရာနော်ဟုတ်တယ်မဟာချိုင်တို့စမွတ်ပရာဂန်တို့လိုကမ်းရိုးတန်းဒေတာတွေကတော့မိရေကြီးမှုရောဒီရေမြင့်တယ်မှုအန်ဒီရဲ့ပါနှမျိုးလုံးနဲ့ရင်ဆိုင်ရနိုင်တဲ့နေရာတွေဖြစ်ပါတယ် ။နာစေအလုံမွေအခွင့်အခွင့်လေးများတဲ့နယ်မြကြီးနေရာတော်တော်များများကရေဘေးအန်တဲ့ရေစုံထဲမှာပါနေတာပေါ့။ဥပမာစက်ရုံအလုံးတစ်ခုအတွက်အယွတ်တရနဲ့ရေယုံမှာအခွင့်ရေနှစ်ခုရလာရင်ရေရှည်အတွက်စဉ်းစားတဲ့အခါဒီရေဘေးအန်တရက်ကအဓိကစဉ်းစားရမယ့်အချက်ဖြစ်လာနိုင်တာပေါ့အတိအကျပါပဲအဲ့ဒီလိုနိုင်ရှင်စဉ်းစားနိုင်ဖို့လိုပါတယ်နိုင်ရှင်ချက်အရပိုပြီးစိတ်ချရတဲ့ data တွေလည်းရှိပါတယ်ဘယ်နေရာတွေထင်မလဲ ဥပမာမြေပြင်မြင့်တဲ့အရှိမြောက်ပိုင်းဤဆန့်ဒေတာကခုံကန်းနခုံရရှိစီမာကိုရန်လို့ခေါ်တဲ့မြို့ဒီပေါ်အဲ့ဒီမှာတော့ရေကြီးမှုအန်တရဲ့နဲပြင်မဲ့မိုးခေါင်မှုပြဿနာတော့ရှိတတ်တယ်။အော်ပြဿနာတစ်ခုမဟုတ်ရင်တစ်ခုကတော့ရှိတာပဲနော်။ဟုတ်ပါတယ်။မြောက်ပိုင်းကချင်းမိုင်ကလည်းတောင်နန်းဒေတာထစ်လို့အလုံးစုံရေလွှမ်းတာမျိုးနဲပြင်မဲ့မြစ်ကန်းနဲ့ဝေးဖူလို့လိုပါတယ်။ ခုနပြောသလိုအရှိပဲစီးဝါရေးစင်ကြံ EEC လို့ခေါ်တဲ့ရေယောင် ချုံမူရီဒေတာတွေကမြေမျက်နှာတွင်ပြင်ပုံမြင်ပြီးအခြေခံစောင့်ကိုလည်းအသစ်တိဆောက်ထားတာပုံများတဲ့အတွက်ရေဘေးအန္တရာယ်ပိုနည်းတယ်လို့ဆိုနိုင်ပါတယ်။ကောင်းပြီ။နေရာရွေးချယ်မှုကတော့အရေးကြီးတယ်ပေါ့။လက်ရှိကိုနေနေတဲ့နေရာကရေကြီးနိုင်တဲ့ဇုံထဲမှဆိုရင်ရောနေစဉ်ဘဝအတွက်ဘလို့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားတဲ့တယ်လေ။ဥပမာအင်္ဂါရမျိုးကအစားပေါ့။ဟုတ်ပါတယ်။ လက်တွေ့ကြပြင်ဆင်မှုတွေကအရေးကြီးဆုံးပါတစ်ချက်ချင်းပြောပြပါမယ်နံပါတ်၁နေရင်ရွေးချယ်မှုပါတိုက်ခမ်းမင်ကားကအဆောင်ပင်နေနေမြေကြီးထက်ကိုလုံးဝရှောင်ပြီးအ ਨੇ ဆုံးဒုတိယထက်ကိုရွေးချယ်သင့်ပါတယ်음ဒါကအရေးကြီးတယ်အိမ်မငါခင်အဲ့ဒီပဝင်းကျဲမှာအရင်ကရေကြီးဖူးလာဆိုလေရာဇဝင်ကိုအိမ်ရှင်တမမို့အိမ်နီးနာချင်းတွေကိုမြေမြန်းစုံစမ်းတင်ပါတယ်ဟုတ်ကဲ့ဒုတိယချက်ကရောနကရောအရေးကြီးစာရုပ်စာတမ်းတွေပါ passport ဝါပါမစ် ပန်းစာဦးတေကိုရေစုခန်းအိတ်နဲ့တေချာထည့်ပြီးအလွယ်တကူယူသွားနိုင်တဲ့အမြင့်တနေရာမှာတင်ပါအရေးကြီးဆုံးကတော့ဖုန်းထဲမှာ digital meet to အမြင်သိမ်းထားဖို့ပါပဲဓာတ်ပုံရိုက်ပြီး cloud storage တစ်ခုခုမှာတင်ထားတာကအကောင်းဆုံးပါ ဟုတ်တယ်ပျောက်ကွင်းရင်တောင် copy ကြံသေးတာပေါ့မှန်ပါတယ်သုံးကတော့အရေးပေါ်အိတ် emergency kit တစ်ခုအမြင်အသင့်ရှိနေရမယ်အနည်းဆုံး၃ရက်ကနေ9ရက်စာလောက်အတွက်ရေးတန့်ခောက်ဆွဲချောက်လိုအသင့်စားစားအစား တမီ power bank ကိုတောင်းနေကြဆေးဝါးလေကိုကျောပိုးအိတ်တလုံးနဲ့အသင့်ပြင်ထားတင်ပါတယ်။ရေကြီးလာပြီဆိုရင်ဒါကိုဆွဲပြီးချက်ချင်းထွက်သွားနိုင်ရမယ်ဆိုတဲ့သဘောမျိုးလား။ဟုတ်တာလေ။အဲ့လိုအခြေအနေတွေ့ပါ။နံပါတ်၄လငွေကြေးပါ။ရေကြီးချိန်မှာမီးပြတ်တာ ATM ဆက်တွေအလုံးမလုံးနိုင်တာတွေချစ်နိုင်တာမို့အရေးပေါ်တော့ငွေစားအချို့ကိုရေလုံးနဲ့အိတ်နဲ့ဆောင်ထားတင်ပါတယ်။음 ရာရာတိုင်း digital ဖြစ်နေတဲ့ခေတ်မှာဒီလိုအခြေအနေမျိုးမှာ digital snitch ကိုလုံးရပ်သွားနိုင်တယ်ဆိုတာမမေ့ရဘူးနော်ဟုတ်ပါတယ်နောက်ဆုံးတာတော့သတင်းရယူခြင်းပါ time mole ဝဌာန TMD ရဲ့သတိပေးချက်တွေကိုအမြဲနားဆွေနေရမှာပါကောင်းပြီဒါဆိုပြင်ဆင်မှုတွေလုပ်ထားပြီးပြီပဲချက် တကယ်လို့ကိုနေတဲ့နေရာမှာရည်ကြီးမှုနဲ့ကြုံတွေ့ခဲ့ရရင်အသက်အန္တရာယ်မဖြစ်အောင်အဓိကသတိထားရမယ့်အချက်အရေးကြီးဆုံးရှောင်ရံဆောင်ရံကဘာဖြစ်မလဲဒီမိကွန်တော့ကြီးစုတင်ပါတယ်ဒါကအသက်ကယ်နိုင်တဲ့ဒီပညာပါအဓိကရှောင်ရံတစ်ခုကို အထူးသတိပြုရပါမယ်ပထမတစ်ခုကရည်စည်တန်တဲ့နေရာကို လုံးဝအဖြတ်မကူဖို့ပါပဲဟမ်လမ်းရှောင်ပြီးဖြစ်ဖြစ်ရင်းနဲ့ဖြစ်ဖြစ်ပါရည်အနက်6လက်မလောက်ကလူကိုခြေတော့ခံအောင်မရနိုင်သေးတယ်လို့ ရေအနက်တပေနပေလောက်ကကားတစီလုံးကိုမျောပါသွားစီနေပါတယ်ရေစီးအားကထင်ထားတာလည်းပိုပြင်းတာကိုဟုတ်တယ်ဒုတိယနဲ့ရေကြီးဆုံးကတော့ရေဆိုးနေချိန်မှာလစ်စပစ်စီတွေဓာတ်ကြိုတွေကိုလုံးဝမကင်ဖို့ပါပဲထိုင်းနိုင်ငံမှာရေဘေးကြောင့်တည်ဆုံးမှုတွေရဲ့အဓိကအကြောင်းရင်းကရေနစ်တာထက်ဓာတ်လိုက်တာကပိုများပါတယ်ဟာဒါကတကယ်ကိုအရေးကြီးတဲ့သတိပေးချက်ပဲဒါကြောင့်အင်ကားမထွက်ခင်ဒါမှမဟုတ်ရေမဝင်ခင်မှာ လစ်စမင်းခလုတ်ကိုအရင်ဆုံးချခဲ့ဖို့လမော့မမဲ့ပါနဲ့ကိုအင်းကမင်းခလုတ်ဘဲမှာရှိလဲဆိုတာအခုကတည်းကကြိုတိထားပင်လာတယ်။ကောင်းပါပြီ။ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တွေကိုအနစ်ချုပ်ရရဲ့ထိုင်းနိုင်ငံရဲ့ရေဘေးအန္တရာယ်ဟာယာတီဥတုကြောင့်ဖြစ်တဲ့တာမန်တဘာဝဘေးအန္တရာယ်တစ်ခုမဟုတ်တော့ပါဘူး။နိုင်ငံရဲ့ပထဝီဝင်အန္တရာယ်ထားထိန်းချုပ်မရတဲ့မြို့ပြချက်ထွင်မှုတွေနဲ့အရှင်မြင့်လာတဲ့ယာတီဥတုပြောင်းလဲမှုတို့ပေါင်းဆက်ပြီးဘယ်လိုပြောမလဲ ပိုမိုရှုပ်ထွေးနက်နဲလာတဲ့နာထာရှိ ပြဿနာကြီးတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်။ဟုတ်ပါပဲ။ဒီအချက်လက်တွေကိုချုံးကုန်ပြီးပိုကျဲပြန့်တဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်ထိုင်းဆွေရရဲ့ကြိုးပမ်းမှုတွေရှိနေပေမဲ့ပြဿနာရဲ့အရှင်းကသူတို့ရဲ့ဖြည့်ရှင်းနိုင်စွမ်းထပ်ပုံမြန်နေပုံရပါတယ်။အင်း။ဒါကြောင့်ထိုင်းနိုင်ငံမှာနေထိုင်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်အကောင်းဆုံးနည်းလမ်းကတော့အခြေအနေမှန်ကိုလက်ခံပြီးလိုက်လျောညီတွေနေထိုင်တတ်ဖို့ adaptation ပေါ့လေ။ ပြီးလို့ကြိုတွင်ပြင်ဆင်ထားဖို့ preparedness ပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ဘေးကင်းလုံခြုံမှုကိုအစိုးရစီမံကိန်းတွေအပေါ်မှာပဲလုံလုံပုံမထားပဲကိုယ်တိုင်တာဝန်ယူနိုင်ဖို့လိုအပ်လာပြီဆိုတဲ့သဘောတည်းနဲ့တိကျပါတယ်။အဲ့ဒါပါပဲ။သူချင်းစီရဲ့ကြိုတွင်ပြင်ဆင်မှုတွေကအသက်ကနိုင်လောက်အောင်အရေးကြီးရဲ့ဆိုတာမှန်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းစဉ်းစားစရာတစ်ခုရှိနေပါတယ်။နစ်စင်ပူပူပြီးဆူရွာလာတဲ့ DAPA NDA တွေကြားမှာ NDA များတဲ့ data တွေမှာရေရှည်အခြေချနေထိုင်ခြင်းဆိုတဲ့အသေးဖယ်ကို ျမတို့ပြင်လဲသုံးသက်ဖို့အချိန်တန်ပြီလားတမမဟုတ်ဒီလိုအခြေအနေတွေနဲ့လိုက်လျောညီထွေဖြစ်အောင်နေထိုင်သွားရမှာကဘယ်အနာကဲရဲ့ပုံမှန်လူနေမှုဘဝပုံစံတစ်ခုဖြစ်လာတော့မှာလားမိမနွေးတပေအစီအစဉ်နဲ့ကြိုးဆိုပါရစေဒီနေ့မှာလည်းထိုင်းနိုင်ငံရဲ့ရင်ဘတ်ထဲကစူးတချောင်းလိုနာရာရှင်ဖြစ်နေတဲ့ရေပြည်ပြဒနာကိုအင်းရင်စအမြင်ရှာပြီးဆွေးနွေးကြည့်ချင်ပါတယ်အလုံးတိကြတဲ့အတိုင်းအခု2025နိုဝင်ဘာလမှာထိုင်းနိုင်ငံတောင်ပိုင်းဟဲ့ရိုက်မြို့တစ်ပိုင်းမှာနှစ်ပေါင်း300တွင် အစိုးရဆုံးလို့ဆိုရမယ့်ရည်ကြီးပင်းနဲ့ကြုံနေရတယ်လေဆိုတော့ဒီဖြစ်ရပ်ကိုအခြေပြုပြီးကျမတို့ရဲ့အေရိကမေခွန်ကို ထုတ်ကြည့်ရအောင်ထိုင်းနိုင်ငံရဲ့ဒီရီဘေးပြဿနာဟာသူ့ရဲ့မြင်းနေလွင်ပင် ပထဝီဝင်အနေထားနဲ့အမ်တားဆီးမရတဲ့ယာဒီဥတုပြောင်းလဲမှုရဲ့အရှင်ကြောင့်မလွဲမရှောင်တာကြုံရတဲ့ကံကြမ္မာဆိုးတစ်ခုလားဒါမှမဟုတ်ဆေဆုနှစ်တင်နေချီတဲ့လူသားတွေရဲ့စီမံခန့်ခွဲမှုအလွဲလီအမြင့်ကျင်းတဲ့မြို့ပြစီမံကိန်းတွေနဲ့မူဝါဒပြက်ကွက်မှုတွေကဖန်တီးလိုက်တဲ့ဘီအန်တီရဲ့လားဆိုတာပါပဲ။ ကျမဘက်ကတော့ဒီပြည်ထနာရဲ့အဓိကတရားခံဟာလူတွေရဲ့စီမံအုပ်ချုပ်မှုညံ့ဖျင်းမှုပဲလို့အခိုင်အမာယက်တိဆွေးနွေးသွားမှာပါကျွန်တော်အမြင်တော့နည်းနည်းလေးကြွေးပြပါတယ်ခင်ဗျာဟုတ်ပါတယ်လူတွေရဲ့လူဆောင်ချက်တွေကအခြေအနေကိုပိုဆိုးစေတာမှန်ပေမဲ့အဓိကတွန်းအားကတော့လူသားတွေရဲ့ကြိုးပမ်းမှုထက်အစာပေါင်းများစွာကျော်လွန်နေတဲ့တဘာဝတရားရဲ့စင်ခေါ်မှုတွေနဲ့ယာတိဥဒုပြောင်းလဲမှုရဲ့ပြင်းအားကြောင့်လိုပဲတင်ပြသွားချင်ပါတယ်ကောင်းပြီလေဒါဆိုကျွန်မအမြင်ကိုရင်ဆပြောကြည့်ပါမယ်ထိုင်းနိုင်ငံရဲ့ရေဘေးတံကိုကြည့်လိုက်ရင်လေ ဒါလူတွေရဲ့စီမံခန့်ခွဲမှုပြက်ခွက်ခြင်းရဲ့တင်ကန်းရတစ်ခုလို့မြင်တယ်။ဟုတ်တယ်ထိုင်းရဲ့လေပိုင်းဟာမြစ်တီစီဝင်ရအေယာမရေဝက်လွင်ပြင်ကြီးဆိုတာဘယ်သူမှမမြင်ပါဘူး။ဒါပေမဲ့ပထဝီဝင်နေသားကကန့်ကြမာကိုအစွန်းဖြတ်ပေးရမယ်လို့တော့မဆိုလိုဘူးလေ။တကယ်ဖြစ်တင်တာကအစိုးရရဲ့စီမံခန့်ခွဲမှုရန်တရားထဲမှာရှိနေတာ။ ရေအေးမြစ်စီမံခန့်ခွဲမှုတစ်ခုတည်းမှာကိုဌာနဆိုင်ရာနဲ့အေဂျင်စီပေါင်း40ကျော်ကတယောက်တစ်ပေါက်စီလုပ်နေကြတယ်။ဒါဟာညီနိုင်မှုအားနဲ့လားထက်ပိုဆိုးတယ်။တကယ်တမ်းမှာတာဝန်ယူမှုတာဝန်ခံမှုပျောက်ဆုံးနေတယ်ဘယ်လိုပြောမလဲဖွဲ့စည်းပုံရလေဖြတ်နေတဲ့အခြေအနေလို့တောင်ပြောလို့ရတယ်။တာဝန်ရှိသူတွေဒီလောက်များနေလို့ဘယ်သူမှမတိကျတဲ့တာဝန်မရှိတော့ဘူးပေါ့။ ရလဒ်တကတော့ရေရှည်စီမံကင်းကြီးတဲ့အစားရေတူမီစာပအစီအစဉ်လေးတွေနဲ့ပဲလုံးလဲ့လိုက်နေတာပေါ့လေ။နောက်ပြီးအတရက်အမွေဆိုးကိုလည်းကြည့်အောင်။စီးပွားရေးတိုးတက်မှုကိုပဲရှေ့တန်းတင်ပြီးရေလွှမ်းလွန်ပြင် flat plains ရေတွားရေလာလမ်းကြောင်းတွေကိုဆက်မှုဆုံးတီအင်အားစီမံကင်းကြီးအထည်ပြောင်းလဲခဲ့တဲ့2017ခုနှစ်ကမဟာရေဘေးကြီးမှာဒီဆက်မှုဆုံးတီနှမြုပ်ပြီးတိုင်းစီးပွားရေးဒေါ်လာဘီလီယံပေါင်းများစွာနှင်နာခဲ့တာတိတ်မကြသေးဘူး။ ဒါဟာတဘာဝဘေးထက်မူဝါဒဘေးလို့ပြောရမှာပဲဘန်ကောက်လိုမျိုးကြီးမှာဆိုရင်တဘာဝရေနှုတ်မြောင်းတွေဖြစ်တဲ့ clown clown school ပို့ပြီး landy တိုက်တွေစောက်ခဲ့ကြတယ်မြို့ရဲ့တဘာဝသွေးကြောလီကိုကတရာ landy နဲ့ပိတ်ပစ်လိုက်ပြီးတော့မုံတုံဝင်တိုင်းမြို့လိုကြီးနှလုံးရဲ့ဘလို့ဖြစ်နေတာကိုအိုင်အိုးဆရာမရှိတော့ဘူးလေတင်းထောက်ပြသွားတဲ့စီမံခန့်ခွဲမှုအားနည်းချက်တွေကိုကျွန်တော်သဘောတူပါတယ်ဒါပေမဲ့အဲ့အရာတွေကမီးလောင်နေတဲ့အိမ်ကိုဒက်စီလောင်လိုက်တော့ဖြစ်စေတာမှန်ပေမဲ့ အမ်မီးစလောင်တဲ့အကြောင်းရင်းတော့မဟုတ်ဘူးလို့ကျွန်တော်မြင်နေအရင်ခံပြဿနာကသဘောတရားရဲ့အင်အားကကျွန်တော်တို့ထိန်းချုပ်နေဆိုတဲ့အစားများစွာကြီးမားနေလို့ပါထိုင်းရလေပိုင်းကအရာမရေစလုံးကြီးဆိုတာပထမပြင်အရာအမှန်တရားပဲအထူးသဖြင့်ဘန်ကောက်မြို့ကိုကြီးလိုက်ရင်ရိုးရိုးစင်ခွာမှုမဟုတ်တော့ဘူးတုံထကွမ်းချင်းချောက်မှုနဲ့ရင်ဆိုင်နေရတာပထမတစ်ချက်ကမြေကျွမ်းကြမှု land subsidence အတိတ်ကမြေအောက်ရဲ့အလွန်အကျွမ်းတုံးခဲ့လို့ရောမြေလာနှုတ်လို့ရော မြို့ကြီးအခုလုံကတနစ်ကိုစင်တီမီတာနဲ့ချီပြီးနှိမ့်ကြနေတယ်။ဒုတိယတစ်ချက်ကပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု Sea level rise ထိုင်းမင်လယ်ခွေကရေမျက်နှာပြင်မြင့်တက်နှုန်းဟာကမ္ဘာပြင်းမြန်နှုန်းနဲ့ပုံမြင်လေလို့လေလာမှုတွေကဆိုတယ်။တတိယတစ်ချက်ကတော့ရာလီဥတုပြန်လဲမှုကြောင့်အရင်ကထက်အစားပေါက်များစွာပိုပြင်းထန်လာတဲ့မုတ်တုံမိုးနဲ့မြင်းရည်ကြီးမှုတွေပဲ။ဆိုတော့မျိုးကနှိမ့်ချသွားတယ်ပင်လယ်ကတက်လာတယ်ကောင်းကင်ကနေရေတွေကအလုံးအီနဲ့ချလာတယ် ဒီတောင်ကူပေါင်းလိုက်တဲ့တန်ကိုဘလို့အကောင်းဆုံးစီမံခန့်ခွဲမှုမျိုးနဲ့ခုခံနိုင်မှာလဲအခု2020မှာဟရိယန်ရေကြီးမှုကိုပဲကြည့်လေတရက်တည်းမှာမိုးရေချိန်335မီလီမီတာရွာချခဲ့တယ်ဒါဟာနှစ်ထုံးရအတွင်းဆန်ချိန်တင်ပဲဒီလောက်ကြီးမားတဲ့ရေချို့တွေကိုလူလုံးခြေကအဆောက်အုံတွေနဲ့ထိန်းချုပ်ဖို့ဆိုတာလက်တွေ့မကျတော့ပါဘူးဒါဟာစီမံခန့်ခွဲမှုပြဿနာမဟုတ်တော့ဘူးရူပဗေဒပြဿနာဖြစ်နေပါပြီဟုတ်ပါတယ်သင်ပြောတဲ့ဟာရရင်ကင်းကနန်းတွေကတုံးလို့ဆရာကောင်းတာတော့အမှန်ပါပဲ ဒါပေမဲ့ဒီမအမြင်မှာတော့အဲ့လိုအလွန်အမင်းပြင်းထန်တဲ့ဖြစ်ရပ်တွေကရှိပြီးသားစီမံခန့်ခွဲမှုအားနည်းချက်တွေကိုမှန်ပြီးလူနဲ့ချက်ပြလိုက်တယ်လို့ပဲအစိုးရရဲ့အေယာမရည်လွယ်ဥမင်လောင်ခေါင်းကြီးတဲ့ mega tunnels ကိုကြည်လေမြို့ရဲလာရီတွေကိုပင်လဲတဲ့အမြန်ဆုံးရောက်အောင်တိုက်ရိုက်ဖတ်ထုတ်ပေးတဲ့မြေရောစနစ်ကြီးတွေပေါ့ဒါမှမဟုတ်ကမ်လင်လို့ခေါ်တဲ့မြောက်ပါဆစီမံကိန်းတွေဘယင်ကြီးဘူမိဘောဘောရဲ့ဆက်ကူခဏနေစင်တလာတဲ့ရေထင်းကန်ကြီးတွေပေါ့မြောက်တွေကအဆောက်ပါဆထဲမှာခဏတုံလောင်ထားတယ်လို့ ရေလေးကိုခဏထိန်းထားပြီးမှပြန်ထုတ်ပေးတဲ့စနစ်မျိုးပေါ့ဒီစီမံကိန်းတွေကအင်မတန်ကုန်ကျစရိတ်များပြီးနှိပညာရဲ့လည်းအထင်ကြီးစရာပါဒါပေမဲ့သူတို့တဲ့သဘောတရားကတုံ့ပြန်မှုတသက်ပဲရေကြီးလာမှအဲ့ဒီရေကိုဘယ်လိုထုတ်ပြမလဲဆိုတာကိုပဲဖြေရှင်းနေတာရေတွေဒီလောက်အများကြီးမြို့တွေကိုဘာလို့ရောက်လာရတယ်လဲဆိုတဲ့အရင်ခံအကြောင်းတရားတွေကိုမဖြေရှင်းဘူးလေဆယ်စုနှစ်တွေနှက်ချီပြီးမာရင်ခဲ့တဲ့မြို့ပြစီမံကိန်းတွေတစ်တော့ဘလုံတီးမှုတွေရဲ့အကျိုးဆက်ကိုအခုမာစည်းကြီးတဲ့ပလက်ဆာတဲ့နဲ့လိုက်ကနေရတယ်လို့ပဲ ပြီးတော့ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုကြောင့်အစိုးရတစ်ဖက်တက်လိုက်ရရှိစီမံကိန်းတစ်ခုရပ်သွားလိုက်နေဒါစီမံခန့်ခွဲမှုညံဖျင်းနေဆိုတာရဲ့အထင်ရှားဆုံးသက်သေပဲမဟုတ်ဘူးလားอืมတင်ပြောသလိုအဲ့ဒီစီမံကိန်းတွေက reactive city ဆိုတာကိုတစ်စိုက်တစ်ပိုင်းလက်ခံပါပဲဒါပေမဲ့ကျွန်တော်ကတော့ဒါကိုတခြားရှုထောင့်ကနေကြည့်စီခြင်းနေအဲ့ဒီဥမင်လွန်ခေါင်းလေးရေထင်းကန်လေးဟာအစိုးရကဘာမှမလုပ်ပဲထိုက်ကြည့်မနေဘူးဆိုတာကိုပြနေနေ ပြဿနာကကျွန်တော်တို့ရဲ့အင်ဂျင်နီယာတွေကပိုင်းဆိုင်ရာဂျိုးပိုင်းမှုတွေကရာသီဥတုပြောင်းလဲမှုရဲ့အရှိန်ကိုမမီတော့တာပဲဥပမာဒီနေ့ကျွန်တော်တို့တခုဆောက်လိုက်ပဲရေလွဲဥမင်လွန်ခေါင်းဟာနောက်အနှစ်20မှာကြုံနိုင်တဲ့အဆိုးဆုံးမိုးရေချိန်ဆန်နှုန်းနဲ့တွက်ချက်တိဆောက်ထားတယ်ဆိုပါစို့ဒါပေမဲ့လက်တွေ့မှာရာသီဥတုက9နှစ်10နှစ်တွင်းမှာပဲအဲ့ဒီဆန်နှုန်းကိုကြုံလွန်တဲ့မိုးမျိုးကိုရွာချလိုက်တယ်ဒါဆိုရင်ဒါအင်ဂျင်နီယာရဲ့အမားလားအစိုးရရဲ့အမားလား ကျွန်တော်မေးချင်တာကတင်ပြောတဲ့စီမံခန့်ခွဲမှုအားနည်းချက်တွေကိုအကုန်လုံးပြင်လိုက်ပြီးပဲသားလွန်ခဲ့တဲ့အနှစ်20မှာပြီးပြည့်စုံတဲ့ရေပြင်ဝတာစားတယောက်ကိုခန့်အပ်ပြီးအာဏာပြည့်ပေးထားတယ်ပဲဆိုပါတော့ဘယ်နိုင်မှာလဲတချို့ညီမတော့ပြဿနာရဲ့ပြင်းအားကကျွန်တော်တို့ရဲ့ဖြည့်စင်းနည်းတွေထက်အများကြီးကြီးမားတော့ပြီဆိုတာကိုဝန်ခံရတော့မှမဟုတ်ဘူးလားဒါတကယ်ကိုစဉ်းစားစရာကောင်းတဲ့မေးခွန်းပါဟုတ်တယ်ဘလို့စီမံကိန်းကမှ မိုးရွာတာကတော့တားလို့မရဘူးတပင်းပြည့် ပြီးပြည့်စုံတဲ့စီမံခန့်ခွဲမှုဆိုတာက ရေကိုတားဖို့ထက်ရေချောင်းဖိလာမဲ့ပစ္စည်းဆုံးရှုံးမှုကိုရှော့ချဖို့ကိုဦးတည်တာကလွန်ခဲ့တဲ့အနည်း20ခန့်တည်းကမှန်ကန်တဲ့စီမံခန့်ခွဲမှုရှိခဲ့မယ်ဆိုရင်ဟဲ့ရိုင်မျိုးရဲ့ရေလွှမ်းလွတ်ပြင်းအန္တရာယ်ဆုံးဒီမှာအရေးကြီးတဲ့အခြေခံအဆောက်အုံဒီလူနေထူထပ်တဲ့ရက်ွက်တီတည်ဆောက်ခွင့်ပေးခဲ့မှာမဟုတ်ဘူးတဘာဝအတိုင်းရေစိတ်မနိုင်တဲ့မြေနေရာတွေကိုကွန်ကရစ်လောင်းပြီးဆေးဝါးစင်တာတွေဖြစ်မလာစေရဘူးပိုကောင်းတဲ့တတိပေးစနစ်တီ ဘေးလွတ်ရရှိပြောင်းရေးအစီအစဉ်တွေရှိနေမှာပေါ့ပျက်စီးဆုံးရှုံးမှုဆိုလားရေဘလောက်ကြီးလဲဆိုတာပေါ်မှာပဲမူတည်တာမဟုတ်ဘူးလေအဲ့ဒီရေကပါလေကိုတိုက်စားတော့လဲဆိုတာပေါ်မှာလည်းမူတည်တယ်ကျမတို့ရဲ့အစီမံခံကွဲမှုအမားတွေကအဖိုးတန်ပစ္စည်းတွေကိုရေလာမဲ့လမ်းကြောင်းပေါ်မှာတွားထားလိုက်တယ်လို့ထင်နေတာဒါကြောင့်ပစ္စည်းဆုံးရှုံးမှုကပိုကြီးမာတာပါဒီအချက်ကပဲဘန်ကောက်မြို့ကြီးကန်ကျမကိုဆက်ဆွေးနွေးဖို့လမ်းခင်ပေးလိုက်တယ်လို့ပဲတင်ပြောတဲ့တဘာဝအင်အားတွေရေဖီအားကိုကျမနားလဲတယ် ဒါပေမဲ့ဘန်ကောက်ရဲ့အခုအခြေအနေကသဘာဝတရားနဲ့ဆေဆုနစ်တီကြီးတဲ့လူသားတွေရဲ့အမားတွေထိတဲ့တွေးဆိုနေတဲ့နေရာပဲမို့လားဘင်ပရကော့ကိုထည့်ပြောလာကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘန်ကောက်ရဲ့အခြေအနေကလူသားတွေရဲ့ထင်းချုံနိုင်စွမ်းဘေးနေရာမှာအဆုံးသတ်သွားလဲဆိုတာကို အချက်ချင်းဆုံးပြနေလို့ပဲ။တင်းစောစောက မြေကျွမ်းကြမှုကမြေအောက်ရေအလုံးအကျွမ်းထောက်သုံးခဲ့လို့ဆိုတာမှန်ပါတယ်။ clones ကို ဖို့ပြခဲ့တာလည်းမှန်တယ်။ အဲ့ဒီအတိတ်ကအမားတွေရဲ့အကျိုးဆက်ကိုအခုခံစားနေရတာပေါ့ဒါပေမဲ့အဲ့ဒီအမားတွေကိုမနှက်ဖြန်ကောက်စားပြီးအကုန်ပြင်လိုက်နိုင်တယ်ဆိုတော့ဘန်ကောက်ရဲ့အခြေခံ ပထဝီဝင်အနေထားကပြောင်းလဲသွားမှာမဟုတ်ဘူးပင်လယ်ရေမျက်နှာပြင်အထက်7.5မီတာလောက်ပဲမြင့်နေတဲ့နှုံးတယ်မြင်လို့ပေါ့မှာတည်ထားတဲ့မဂါမြို့လို့ကြည်ပါ အခုကျွန်တော်တို့ရင်ဆိုင်နေရတာက အတိတ်ကအမားတွေထက်အများကြီးကြီးမားတဲ့လက်ရှိနဲ့အနာဂတ်ရဲ့ချင်းချောက်မှုပါ ပင်လယ်ရေမျက်နှာဖြင့်မြင့်တက်လာမှုကကျွန်တော်တို့ထိန်းချောက်လို့မရဘူးအဲ့ဒီမြင့်တက်နှုန်းကကဘာပြမြထပ်ပုံမြင်နေတာကိုလည်းကျွန်တော်တို့ပြောင်းလဲလို့မရဘူးလေလေလာမှုတွေရ2059လောက်မှာဘန်ကောက်ရဲ့ area အတော်များများအထူးသဖြင့်ပင်လယ်နဲ့နီးတဲ့ပိုင်းတွေဟာပုံမှန်ရေလွှမ်းမှုမှုအောက်ကိုရောက်သွားနိုင်တယ်လို့ခန့်မှန်းထားကြတယ်ဒါဟာမြို့ရဲ့ foundation ကိုတိုင်ကနစ်မြုပ်နေချိန်မှာပင်လယ်ကသူ့ကိုဝါမြို့ဖို့တက်လာနေတာနဲ့တူတူပဲ ဒါဟာမူဝါဒနဲ့ရှင်ပြိုင်နေရတာမဟုတ်တော့ဘူးယူပဗေဒကိုတင်နဲ့ရင်ဆိုင်တိုက်ပွဲဝင်နေရတာပါတင်ပြောတယ်လို့ဒါကိုရူပဗေဒကိတင်နဲ့တိုက်ပွဲဝင်နေရတာလို့သတ်မှတ်လိုက်ရင်အရှုံးပေးလိုက်တာနဲ့အတူတူပဲမဟုတ်ဘူးလားဘာမှလုံးလုံးမရတော့ဘူးဒါကကန့်ကျက်မှာပဲလို့ပြောလိုက်တာနဲ့တူနေတယ်ကျမကတော့စီမံခန့်ခွဲမှုရှုထောင်းကကြည့်တာဟာကျမတို့မအလုပ်ပိုင်ခွင့်ရှိသေးတယ်ရွေးချယ်စရာရှိသေးတယ်ဆိုတာကိုအတိမတ်ပြူတာရောက်တယ်လို့ယုံကြည်တယ်ဟုတ်ပြီဘန်ကောက်တစ်ခုလုံးကိုရေအောက်မရောက်အောင်ကိတင်မှာမဟုတ်ဘူးဆိုတာဖြစ်နိုင်ပါတယ် ဒါပေမဲ့မန်ကန်တဲ့စီမံခန့်ခွဲမှုနဲ့ဆိုရင်အရေးကြီးဆုံးစီးပွားရေးဆုံးတွေတမိုင်းဝင်နေရာတွေကိုကာကွယ်ဖို့အစီအမင်ရေးကားရတဲ့ကာကွယ်ရေးစနစ်တွေတည်ဆောက်နိုင်ရေလွှမ်းမှုမှုအန်တဲ့အများဆုံးနေရာတွေကနေလူတွေကိုစနစ်တကျရွှေ့ပြောင်းပေးတဲ့စီမံခန့်ခွဲမှုရှိသောဆုတ်ဖာရင် manage retreat ကိုအကောင့်ထဲဖွင့်နိုင်ဒါတွေကရွေးချယ်မှုတွေလေကံကြမ္မာပဲဆိုပြီးလက်မှိုင်ချနေရတဲ့ကိုအများကြီးကြွားပါတယ်။နောက်ပြီးရေတွေကပင်လေကနေပဲလာတာမှမဟုတ်တာမြောက်ဘက်ကွန်မြင့်ပိုင်းကနေလဲလာနေသေးတယ်လေ။အဲ့ဒီမှာလဲ လူတွေရဲ့လှုပ်ဆောင်ချက်တွေကအများကြီးတက်ရောက်မှုရှိနေတယ်။ဟုတ်ဟုတ်တင်းရေဝေးရေဒီနောက်တွေကြောင်းထည့်ပြောတာကောင်းပါတယ်။အဲ့ဒီမှာလဲပြဿနာရဲ့အတန်းရတာကကျွန်တော်ရဲ့သမားယိုချဖြီရှင်းကြီးတွေကိုဘလို့ကြော်လွန်သွားပြီဆိုတာတွေ့နိုင်ပါတယ်။ဟုတ်ပါတယ်နိုင်ငံမြောက်ပိုင်းကတောင်တန်းတွေမှာတစ်တော်တွေပြုံတီးမှုကရေစီးစင်းမှုကိုပုံမြန်စီပြီးအောက်ပိုင်းဒေသတွေကိုရေထူးထွေတွေအလုံးရင်းနဲ့ရောက်လာစေတယ်ဆိုတာကျွန်တော်လက်ခံတယ်။တစ်တော်တွေကတဘာဝရေမြုပ်တွေလိုပဲဒါပေမဲ့ ဘဲရေမြုပ်မစိုးသူစုပ်ယူနိုင်တဲ့ပမာဏဆိုတာရှိတယ်လေဟဲ့ရိုင်မာတရတရရွာချခဲ့တဲ့မွေးချင်မျိုးကိုစဉ်းစားကြည့်ပါအဲ့ဒီတော့ကြီးမားတဲ့ရေထူးတွေကိုမပြောနဲ့သူရဲ့တဝက်လောက်ကိုတောင်မှတစ်တူအကောင်းဆုံးကပြေဝထင်းသားနိုင်မှာမဟုတ်ဘူးတစ်တော်တွေကရေကြီးမှုရဲ့အရှင်ကိုနေခွေးစင်နိုင်တယ်အမြင့်ဆုံးရေထူးတွေရောက်ချင်ကိုနောက်ဆုတ်ပေးနိုင်တယ်ဒါပေမဲ့ဒီလိုအလွန်ပင်ပြင်းထန်တဲ့မိုးရွာတော်မူ extreme rainfall event မြန်မာတော့သူတို့ရဲ့စွမ်းဆောင်ရည်ကကန့်တန်နေဖြစ်သွားပြီး ကျွန်တော်တို့ရင်ဆိုင်နေရတာကရေစီးကြောင်းနဲနဲ့ပုံမြင်လာတဲ့ပြဿနာမဟုတ်ဘူးစနစ်သေးကိုဝင်လာတဲ့ရေထုထေကိုတိုင်ကအရင်ကတွေးတောင်ပဲတွေးဖူးတဲ့ပမာဏဖြစ်နေတာဒါကယာဒီဥတုပြောင်းလဲမှုကဂိမ်းရဲ့စီးမြင်တွေကိုလုံးဝပြောင်းပစ်လိုက်တာပဲကျမရဲ့အမြင်ကိုပြန်အချင်းချုပ်ပြရင်တော့ဒီလိုပါတဘာဝတရားနဲ့ယာဒီဥတုပြောင်းလဲမှုရဲ့စိန်ခေါ်မှုကိုကျမလုံးဝမြစ်ကွယ်မဖြူပါဘူး ါပေမဲ့ထိုင်းနိုင်ငံရဲ့ရေဘေးတံကိုဒီနေ့ဒီအချိန်မှာဒီလောက်ဆူရွားစွာခံစားနေရခြင်းရဲ့အဓိကအကြောင်းရင်းဟာတဘာဝတရားတသက်ကြောင့်မဟုတ်ဘဲဆယ်စုနှစ်ဒီနေ့ချီကြမြင့်ခဲ့တဲ့လူသားတွေရဲ့ဆုံးဖြတ်ချက်အမှားတွေစုပုံလာလို့ပါပဲအဲ့ဒါတွေကတော့အပိုင်းပိုင်းကွဲနေပြီးညှဉ်းနှိုင်းမှုမရှိတဲ့အစိုးရယန္တရားရေရှိဘေးကင်းရေးအထက်ရေတူစီးပွားရေးကိုပဲရှေ့ကန့်တင်ခဲ့တဲ့မူဝါဒတွေပြီးတော့တဘာဝပတ်ဝန်းကျင်ကိုလေးစားမှုမရှိတဲ့မြို့ပြဖွံ့ဖြိုးတိုးတက်မှုပုံစံတွေကြောင့်ပါပဲ။ ဒီလူတွေဖန်တီးခဲ့တဲ့အခြေခံအကြောင်းတွေကိုမဖတ်ထည်နိုင်တဲ့၍တော့ဘလောက်ပဲကြီးမားခင့်မီတဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာစီမံကိန်းတွေတုံးတုံးအဲ့ဒါတွေကရေတို့ဖြည့်ရှင်းနေတဲ့အဖြစ်ပဲကြာနေခဲ့မှာပါတကယ်ပြဿနာရဲ့အရင်အမြစ်ကစီမံအချုံးမှုမှာပဲရှိနေတော့ကျွန်တော်ဘက်ကတော့ဒီလိုပြန်ပြီးချုပ်ဆိုခြင်းပါတယ်စီမံခန့်ခွဲမှုပိုကောင်းဖို့လိုအပ်တဲ့ဆိုတာကိုကျွန်တော်မငြင်းပါဘူးဒါမဲ့လက်ရှိကျွန်တော်လိုမျက်မြင်တွေ့နေရတဲ့အထောက်အထားတွေက လူသားတွေရဲ့စီမံခန့်ခွဲနိုင်စွမ်းဆိုတဲ့ပေါင်ကိုကျော်လွန်သွားတဲ့ဖထိုးပြီးဝင်နဲ့ရာဒီဥဒုဆိုင်ရာအင်အားတွေကိုရှင်းရှင်းလင်းလင်းညွန်ပြနေပါတယ်အထူးသဖြင့်ဘန်ကောက်မြို့ရင်းဆိုင်နေရတဲ့၃ထပ်ကွန်းချင်းချုံမှုနဲ့2025ခုနှစ်တောင်ပိုင်းရေကြီးမှုလိုမျိုးအဆုံးရောက်ဖြစ်စဉ်တွေပေါ့ဒါတွေကဘာကိုပြနေလဲဆိုတော့ထိုင်းနိုင်ငံဟာလူသားတွေရဲ့အကောင်းဆုံးကြိုပမ်းမှုတွေတောင်မှမလုံလောက်နိုင်တော့တဲ့ကဘာလုံးဆိုင်ရာယာဒီဥဒုအကြအတည့်ရဲ့ရှေ့တန်းစမော်ဖူးစစ်တလင်းတစ်ခုဖြစ်နေပြီဆိုတာပါပဲ။ ပြည်တနာက ကျွန်တော်တို့ရဲ့စီမံခန့်ခွဲနိုင်စွာနဲ့အများကြီးပိုကြီးမားနေပြီဆိုတာကိုကျွန်တော်တို့ယဉ်ဆိုင်ရတာမှာပါဒီနေ့ကျမတို့ရဲ့ဆွေးနွေးမှုကထိုင်းနိုင်ငံရဲ့ရေပေးပြည်တနာဟာအဖြစ်မဲခွဲခြားလို့မလာပဲလူသားတွေရဲ့ရွေးချယ်မှုတွေနဲ့တဘာဝတရားရဲ့အင်အားရိကြာကရှုပ်ထွေးလာတဲ့ဆက်နွေးမှုကိုပေါ်လွင်စေခဲ့မယ်လို့မျှော်လင့်ပါတယ်ဒီလိုအရေးကြီးတဲ့စင်ခုံမှုကိုပတ်ပေါင်းဆောင်ကနေနားလည်နိုင်ဖို့အတွက်အကြက်လက်တွေကိုဆက်လက်လေ့လာကြဖို့တိုက်ကြွရင်းနဲ့ပဲဒီအစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါစေ။